ျွန်တော်ဆရာတော်မြစ်တမွန်ဆရာတော်ဆရာတော်ဝီတုဒ္ဓနဲ့ကျွန်တော်မန္တလေးလိုက်ပါသေးတယ်နောက်တစ်ခေါက်လည်းကျွန်တော်ဆရာတော်နဲ့အဲတော်ဖို့အစီအစဉ်ရှိပါတယ်အဲ့တုန်းကတော့ကျွန်တော်မန္တလေးဆိုလို့ရှိရင်အမှန်တော့လေကျွန်တော်ဟိုအကြံပေးနေတာလေတချို့နေရာတွေကျွန်တော်ကိုယ်တိုင်လိုက်ပြီးတော့စုံစမ်းနေလှူတဲ့အခါမှာကျွန်တော်အိမ်နိုင်ရန်ရောက်သွားတာလေအဲ့လိုမျိုးရက်ွက်တွေတည်းဒီစင်ဟိုနောက်ပေးကြောင်ကြောင်ကြားတွေတည်းဆိုကျွန်တော်ဝင်ပြီးသွားတချို့ကြတော့အိမ်ငားနဲ့နေရတာ အိမ်ငားတဲ့နေရာတဲ့ခါမှာဥမာသိန်း20ပေးတယ်သိန်း30ပေးတယ်အိမ်အောင်စုဘယ်သူဆိုဒါပေမဲ့အဲ့အိမ်အောင်စုလိုက်ခွဲကောက်ကမှာအိမ်ရှင်မဲရသွားတယ်အိမ်ငားတွေမရသွားဘူးတကယ်တမ်းသူတို့ဆုံရှုံသွားတာဒီအိမ်ပြိုသွားလို့ဆုံရှုံသွားတာအိမ်ငားတွေသူတို့မှစလုံးစစရာမရှိတဲ့အခါမှာတကယ်တမ်းဟိုကောင်းတဲ့အိမ်ရှင်ဆိုရင်တော့ဒါကသူတို့နဲ့မဆိုင်ဘူးဒီအမငားနေတဲ့အိမ်ငားနဲ့ပဲဆိုင်တယ်ဆိုတော့ဟို ပေးတဲ့လူတွေရှိတယ်ပေါ့အေးပေါ့ကောင်းတဲ့အင်ရှင်နဲ့တိုးတဲ့ဆိုတော့တမျိုးပေါ့အခုကအဲတချို့ဟိုမပေးရှင်တဲ့အင်ရှင်နဲ့တွေ့တဲ့ခါကျတော့ဒီငွေကအင်ရှင်ပဲရောက်သွားတယ်အင်ရှင်ကိုယ်တိုင်းကသူ့အတော့ခန်းနေများများသာဝယ်ပြီးငါစားပြီးသူပတ်စံရှိတဲ့လူပဲပြန်ရသွားအဲ့လိုလေးပေါ့တကယ်တကယ်ကြရင်တခြားလေးစုံစမ်းပြီးတော့မှလေကျွန်တော်တို့ဒီရက်ွက်တွေထဲလဲဆင်းကျင်တယ်ဟိုးချောင်းချူချောင်းကြားတွေဝင်ပြီးတော့မှတခြားလေးမေးပြီးတော့မှအဲဟိုလူစိတ်စင်တယ်ပေါ့နော် သူကစည်ရင်နေကောက်လိုက်တယ်ဗျာစည်ရင်ကောက်စည်ရင်ပါတဲ့လူတွေပဲရှိရှိတဲ့ခါကြတော့စည်ရင်မရမပေးနိုင်တဲ့စည်ရင်မရှိတဲ့အိမ်ငှားတွေကြတော့မရရှာအဲ့တော့ဟိုသူတို့မှာနေထိုင်စားရတော့ရခုဆိုမိုးကြတော့မယ်ရန်နေခက်ခဲသွားကြအဲ့တော့ဒီခောက်သွားရင်လည်းကျွန်တော်ကတချို့ရက်ွက်တွေလည်းစင်မယ်ဒါပေမဲ့ဟိုသွားတယ်ဆိုတာလည်းအဲဖုံဖုံရဲ့ခွင့်ပြုချက်နဲ့ပဲပေါ့နော်အဲ့လိုတွေသွားဖို့အစီအစဉ်ရှိပါတယ်လှုပ်တော့လေကျွန်တော်မန္တလေးမှာပဲရှိတာရှိတဲ့ခါကျတော့ကိုကိုကိုတိုင်းဓာကြီးကိုဂျုံတွေးခဲ့ရတဲ့ခါကျတော့ ဟိုဟိုကိုမျက်စိရှေ့တယ်မယ်လှုပ်တဲ့နေ့တွေကစပြီးတော့ကားနဲ့လိုက်ပတ်ကြည့်တယ်တချို့နောက်ရက်တွေလည်းကျွန်တော်လိုက်ကြည့်တယ်အဲ့လိုမျိုးပေါ့ဆိုတော့အခါကျတော့အဲတကယ်လဲတချို့အိမ်တွေဆိုမပြိုပေမဲ့လည်းဘေးအိမ်ကပြိုနေအခါကျတော့သူတို့တက်မနေဘူးအခုဆိုဘာမှမဟုတ်တဲ့တိုက်တွေတချို့ဟိုမပြိုဘူးဗျာစရင်ထဲမှာပါဟိုဟိုဒီဘာမှထိခိုက်တဲ့အရာမရှိတဲ့တိုက်တွေအခုကူးကြမှမြည်တဲ့ကိုကျုံဝင်သွားတယ်ဆိုတော့ သူတို့မှာအခုချိန်ဒီနေ့လည်းမအေးရညလည်းမအေးရအမြဲတမ်းဟိုကြီးလန့်စာစားပြီးတော့နေနေရတာဟုတ်တယ်ဟုတ်အကောင်းချင်းလည်းမအေးရဆိုတော့တကယ်စိတ်မကောင်းဖြစ်ရပါတယ်အဲ့လိုတော့ကိုယ်တိုင်လည်းကြောက်သွားတယ်ဆိုတော့သူတို့ကြောက်ပါ့မလဲအဲအိမ်မဟိုကြောက်တော့ကြောက်တာပေါ့ဒါပေမဲ့လည်းဟိုကိုချုံမှုရတာပေါ့နော်ဒီလိုမျိုးကြုံတွေ့ရတာတသိန်းတော့ထားတာဟောဟုတ်တယ်မလားဘူးမဆိုသေးမှာတော့ကြောက်တာပဲအဲ့လိုလိုပေါ့ အကိုအိမ်ရှိတယ်ကျွန်တော်အကိုတွေအိမ်ရှိတယ်အဲ့မှာတဲပြစ်တယ်နောက်ဟိုတငယ်ချင်းတက်ခိုကန်လေးတွေရှိတယ်အသေးလေးတွေရှိတယ်အားလေးတွေအားနောက်ရောက်ရင်တို့ကအဲ့မှာပဲတဲလို့ပြောတာတငယ်ချင်းတွေအိမ်လည်းများပါတယ်တို့ဟိုပြင်ပြင်တောင်ပြင်ကအိမ်လေးဆိုတော့တငယ်ချင်းတွေအိမ်မှာပဲအတဲများတာပေါ့ဟိုတယ်ကြတော့တဲရေဦးကျွန်တော်လဲဘာဆိုငလင်ကငိမ်မမငိမ်တာတောက်လျှောက်ကြီးလုံနေတာကျွန်တော်ပုံပုံနဲ့သွားရင်တော့မပုံပုံကြောင်းထဲမှာအိတ်တာတော့မလုံးဝအထက်နေတစ်ထက်သေးပဲအိတ်တာအဲ့တော့နည်းနည်းလေးအတန်မြည်လာရင် ေထားပြည့်ရမှမသိဘူးလို့မကြောက်တာကြောက်တာရောဘလို့ဒီနေရင်ကြီးကအုပ်နေရင်ကြီးတွေပဲလေပြုတ်ကျသွားရင်လူပေါ်ကျတာနဲ့ဟိုဘူးခွဲသေးဖို့ကများလေဒီမှာအဲ့လိုမျိုးဆိုတော့ပြီးတော့တချို့တိုက်တွေကလည်းယာရင်ထိုးနေနေရလေဒါတွေကလည်းဖြိုဖို့ဆိုတာလေသူတို့မှလည်းဒီမှာအခက်ခဲတွေကလည်းအများကြီးငွေကြီးမနေဘူးကျမှလေဒီတိုက်တလုံးဖြိုဖို့အတွက်ကိုပြန်ဆောက်ဖို့တော့မလွယ်ဘူးလေအဲ့လိုအနေထားမျိုးမှာဆိုတော့သူတို့လည်းကြောက်ကြတာပေါ့ဟုတ်တယ်ဟောဘာလို့မဆိုပေါ့လူဘဝရောက်လာတဲ့အခါမှာသေမှာတော့လူတိုင်းကြောက်ကြတာပဲနော် မလွယ်ဘူးကျွန်တော်ထင်တယ်အောက်ရေထိုးမှာလေဟုတ်တယ်မလားမိုးကြရင်ဒီရေကဒီမြေစီလွာတဲ့စိတ်ဝင်မယ်မြေတွေပြော့သွားမယ်ပြည့်ရွေကြောတွေကအောက်မှာဘာဖြစ်နေလဲကျွန်တော်တို့လည်းစိမ်းပြီးငုတ်ကြည့်လို့ရတဲ့အရာမဟုတ်ဘူးအဲ့တော့ပိုဆိုးရင်ရတာပေါ့မိုးကြလာလေပိုဆိုးရင်ရလာပဲဒါကြီးကဒီဒီအခုတော့မှရေကြီးပြီလေပြင်လို့ရဘယ်ဘယ်ဟာမှမသိတဲ့ရေတွေစင်းလာပြည့်ရွေကြောတွေပြောင်းသွားတဲ့ခါမှာရေရေစီတန်းချောင်းတွေပြောင်းသွားပြီလေဟုတ်တယ်မလား အဲအဲ့လိုမျိုးတွေဖြစ်လာတဲ့ခါမှာတို့ရင်ဆိုင်ရမှာမလွယ်ဘူးကျွန်တော်လည်းပြန်တွေးကြည့်ရင်းနဲ့တော့ဆိုတော့အခုလိုမျိုးဒီလိုငလင်မှာပေါ့နော်တော်တော်များများဒုက္ခရောက်ကြတယ်အခက်အခဲတွေတော်တော်များများပေါ့တချို့ဆိုလို့ရှင်ဟိုတိုက်ရဲမော်တွေချက်ချင်းတဲအောက်ရောက်သွားတာပေါ့ဘဝတွေပေါ့နော်အများသောအားဖြင့်လည်းတချို့ဒီအဲအခြေခံလူဒန်းစားတွေထက်ကိုလည်းဟိုတာမန်လက်လုပ်တဲ့စားတွေလည်းတော်တော်ဒုက္ခရောက်သွားကြတယ်ဒီဒီငလင်ကတော်တော်လေးဟိုကျွန်တော်တို့ ဟိုစိုးရွားရွားကိုခံလိုက်ရအောင်ဆိုတော့လေအဲ့လိုလေအင်းရောဘယ်ဒီတိုက်ကြီးပေါ့မနေရဘူးလေကျွန်တော်လဲသွားမယ်အဲ့ရေဘူးတိုက်ကြီးကငလေးကအဲ့လိုလှုပ်ပြီဆိုရင်မန်လေးငလေးကအတန်ကြီးနေလာအဲ့လိုအိတ်နေနေလို့လို့ဂျုံ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 ဆိုတော့အဲ့လိုဝုန်းအဲ့လိုအတန်ကြီးဝင်လာကိုလည်းမအိတ်ရေတော့ဆက်မအိတ်ရေတော့အဲ့လိုပေါ့မဟုတ်လှုပ်ပြီးတွေ့ပင်မဲ့လဲဘယ်ချိန်ထက်လှုပ်မယ်ဆိုတော့ကိုယ်လည်းမသိဘူးအလေးနိုင်လှုပ်တယ်၅နိုင်လှုပ်တယ်ခါရီမဲနဲ့၈နိုင်ကောက်လှုပ်သွားတာအဲ့လိုမျိုးရှိတယ်အင်းမော် ကန်ကောင်းသွားတာပေါ့ကိုကိုကိုဟိုကြောက်သွားတဲ့အချိန်မှာကိုအနေအကင်းကင်းလေးဖြစ်သွားတယ်တကယ်ကန်ကောင်းတာပေါ့နော်ထူထောင်ရေးကတော့ကျွန်တော်ဟိုကျွန်တော်လာပြီးတော့ဒီအဲဖြော်ပြေးအနေနဲ့လာကန်လှမ်းတာရှိတယ်ကျွန်တော်ဟိုပါပေါ့အဲ့ဒါအဲ့ဒါလေးအိပွဲလေးတွေတော့ကျွန်တော်ရမုံငွေပွဲလေးတွေတော့စုပေးဖို့ရှိတယ်အဲတခြားဟိုအမျိုးရွာတွေမှာလည်းရမုံငွေပွဲလေးတွေလုပ်ဖို့ရှိတယ်အဲ့ဒါလေးတွေကန်လှမ်းတာလည်းရှိတယ်အဲ့လိုဆိုရင်တော့ ဆိုပေးဖို့လည်းအဲ့ဒါလေးလည်းရှိပါတယ်ဒါပေမဲ့ဒီဘက်မှာကာရိုက်တဲ့ရန်နဲ့ချိန်ပြီးတော့လုပ်ပေးရမှာပေါ့အဲ့လိုလိုပေါ့ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့